နိုင်ငံလက်ရွေးစင်ရောက်အာဆင်နယ်ပလေယာ16ယောက်နဲ့နောက်ဆုံးရအင်ဂျူရီအခြေအနေများအာဆင်နယ်တင်ဒန်ရကစားသမားတွေတချို့တွေဒီနိုဝင်ဘာလထဲမှာပြန်လာမှာရှိတယ်တချို့တွေကဒီဇင်ဘာလလောက်မှာပြန်လာနိုင်ပြီအဲကျွန်တော်ညီကိုတချို့တွေအင်ဂျူနီနဲ့ပတ်သက်ပြီးစောစောလေးသိကျင်တဲ့ညီကိုတွေကိုတော့ဒါမင်းတဲ့အစောအမှကျွန်တော်အရင်ဖော်ပြလိုက်မယ်ပေါ့လေ ာဆင်နယ်အသင်းရဲ့ဒီနိုဝင်ဘာလထဲမှာပြန်လာနိုင်ရှိတဲ့ကစားသမားတွေတော်တော်လေးရဲ့ strong ဖြစ်ပြီးပွဲကစားဖို့အတွက်အသင်းဖြစ်နေတဲ့ကစားသမားတွေကတော့ Mantuki, Petayograd, Martinelli အဲ့ထက်လည်းမှာ Mantuki က Sunderland အသင်းနဲ့ပွဲစဉ်မှာဝင်ကစားဖို့အတွက် strong ဖြစ်နေတဲ့အဆင်သင့်တော်ဖြစ်နေဒါပေမဲ့အသင်းဆေးအပွဲကပိုပြီးအသားကျဖို့အတွက်ကစားသမားကို risk မြူချင်တာဖြစ်တဲ့အတွက်အနားပြလိုက်တဲ့ကြားသိရတယ်ဒါကြောင့်မို့လို့လာမယ့် Spa အသင်းနဲ့ပွဲစဉ်မှာ Mantuki ကတော့ချိန်တိပါဝင်မယ် ယောဂရက်နဲ့မာတီနယ်ရီတို့ကလည်းအသေးစားထရရပြီးနားခဲ့ရတာဖြစ်တဲ့အတွက်အဲ့ဒီပွဲစဉ်မှာဆိုလို့သူတို့အပြေးဝါစတောင်းဖြစ်လိမ့်မယ်ဆိုပြီး report တွေကပေါ်ပြထားတယ်။ဒီဇင်ဘာလတွင်ပြန်လာမယ့်ကစားမ၃ကတော့မာတင်အိုရီကတ်၊ဂျေဆူခိုင်ဘက်၊နော်ဝေသင်းရဲ့နီးပြားကိုယ်တိုင်ကမာတင်အိုရီကတ်ကပြန်လာဖို့တော့နည်းနည်းလေးစောင့်ရအောင်မယ်ဆိုပြီးပြောပါရတယ်။တဖြည်းဖြည်းနဲ့တော့တိုးတက်နေဆိုပြီးပြောပါရတယ်။အဲ့တော့ဒီဇင်ဘာပထမဘက်ဒုတိယဘက်လောက်ဆိုရင်တော့အိုရီကတ်ပြန်ပါလာနိုင်တော့ပြီ။နောက်တက်ကတော့ဂျေဆူအေရှန်တရားနေပြန်လာတဲ့ကစားမကလုံနိုင်တယ်ဆိုပြီး fully training တွေအတကုံဆင်းနေပြီမဲ့လေ။ ူ့ကိုစိတ်ချရတော့မှအာဒီတာတို့သုံးသွားနိုင်ချေရှိတယ်။နောက်ဆုံးတစ်ယောက်ကတော့ခိုင်ယံဘက်ခိုင်ယံဘက်ကလည်းဒဏ်ရာခွဲစိတ်ခဲ့တာဖြစ်တဲ့အတွက်ဒါကိုပြန်ပြီးတော့ဒဏ်နေမဖြစ်ဖို့အတွက်အာဒီတာတို့ကစိတ်ချလက်ချဖြစ်မှသုံးမယ်။ဆော်တောင်းဖြစ်နေပြီးမှန်ပေမဲ့ဒီကစားသမားကိုဒီဇင်ဘာလလောက်မှပဲအသုံးပြုနိုင်ရရှိဆိုပြီးသတင်းထွက်ပေါ်လာတယ်။အဲကြောင့် injury 6ရက်ထဲမှာနိုဝင်ဘာလက်ကွန်ကန်ဒီမှာပြန်လာမိသူ3ယောက်ဒီဇင်ဘာအစောပိုင်းမှာပြန်လာမိသူ3ယောက်ရှိတယ်။လူစုံဖို့ဆိုရင်တော့ဒီဇင်ဘာပထမဘက်ဒုတိယဘက်လောက်ဆိုရင်တော့အာဆင်နယ်အသင်းရဲ့ injury list ကတော့အားလုံးတယောက်မှမကြံပဲနဲ့ ကြက်ဟိုင်မှုအပြည့်ဖြစ်နေပဲလို့ကျွန်တော်ထင်ပါတယ်။ကဲဒါဆိုကျွန်တော်တို့နိုင်ငံလေယူစင်အသင်းကိုလွှတ်ထားတဲ့ကစားမ16ဦးနဲ့ပတ်သက်ပြီးတစ်ချက်ကြည့်လိုက်ရအောင်။ပထမတစ်သင်းအာဆီနယ်ကစားမအများစုပါပါတယ်ဆိုတဲ့အင်္ဂလန်အသင်းပေါ့လေ။အင်္ဂလန်အသင်းမှာတော့ Declan Rice, Ivy Archie, Essie, Buka Osaka, U21 ကိုတော့ Ethan Wayne နဲ့ U19 ကိုတော့ Match Down မလို့တွားရောက်ပူပေါင်းတယ်။ခြေစစ်ပွဲကိုတော့ဒါအာဆင်နယ်တင်ပလီယာတွားဥပပေါင်းတဲ့အင်္ဂလန်တင်းရဲ့ခြေစစ်ပွဲကြီးရောစာဗီယာအေဘေးနီးယားအသင်းရဲ့ပွဲစဉ်တွေကို14ရက်18ရက်နေ့မှာကျင်းပသွားမယ်။ဒါတော့ ကဘာပလာချစ်စစ်ပွဲပေါ့လေအဲကျွန်တော်တို့လူးဝစ်ကယ်လီတော့စင့်ခေါ်ခြင်းမခံလိုက်ရဘူးပုံမှန်ဆိုလို့ရှိရင်ဒါလူးဝစ်ကယ်လီတို့မန်တူကီတို့ဆိုတာကတော်မတူချဲအကြိုက်ပလေးယာတွေဒါပေမဲ့ဂိမ်းတိုင်းမိနစ်နဲတယ်ပွဲကစားခွင့်နဲတယ်အရန်ကစားမှဖြစ်နေဆိုအကြောင်းမြတ်ချက်နဲ့စကယ်လီကိုခြံထားခဲ့တယ်အဲ့တော့အာရီတာကိုစကယ်လီကိုမင်းသုံးဝင်သုံးမသုံးလို့ရှိရင်ငါနိုင်ငံလက်ယူစင်စင်ကိုမခေါ်နိုင်ဆိုတဲ့ပုံစံမျိုးနဲ့အဲတစ်ဖက်ကနေပရက်ရှာပေးလိုက်တဲ့သဘောပဲနောက်တစ်သင်းကကျတော့စပိန်စပိန်မှာလည်းအာဆင်နယ်ကစားသမားတွေများတယ်ဆူယီမန်ဒီမယ်ရီနိုနဲ့ဒေးဗစ်ရိုင်ယာ ယူ21မှာဆိုလို့ရှိရင်လည်းမော်ကွယ်လေးကတွားရောက်ပူပေါင်းတယ်ခြေစစ်ပွဲဖြစ်ဂျော်ဂျီယာတူရကီတို့ကို16ရက်နဲ့19ရက်နေ့မှာစပိန်တင်းကကစားရမယ်ဒါတော့ခြေစစ်ပွဲပေါ့လေနောက်တစ်သင်းကတော့ပြင်သစ်ပြင်သစ်မှာတော့ဆာလီဘာတဦးတည်းပါသွားတယ်ခြေစစ်ပွဲဖြစ်ယူကရိန်းအဇာဘိုင်ဂျန်တို့ကို14ရက်နဲ့19ရက်နေ့မှာကစားရမယ်ကဘာဗလာခြေစစ်ပွဲအဆင်ဖြစ်ပေါ့လေနောက်တစ်သင်းကတော့နယ်သာလန်နယ်သာလန်မှာတော့ဂျူရီယန်တင်မှာပါဝါဖြစ်ပြီးတော့ခြေစစ်ပွဲဖြစ်ပိုလန်လစ်သူရေးနီယာတို့နဲ့15ရက်နေ့17ရက်နေ့တွေမှာကစားရမယ် အီတလီအသင်းအတွက်ဆိုရင်တော့ကာလာဖျူရီပါသွားဖြစ်ပြီးတော့ခြေစစ်ပွဲဖြစ်မော်တိုဘာနော်ဝေတို့နဲ့14ရက်16ရက်နေ့မှာကစားမယ်ဒိမတ်အသင်းကိုတော့ခရစ်စတန်နော့ကတ်ကပါဝင်သွားခဲ့တာဖြစ်ပြီးတော့ခြေစစ်ပွဲဖြစ်ဘလာရုစကော့တလန်တို့နဲ့16ရက်နေ့19ရက်နေ့မှာကစားမယ်ဘယ်ဂျန်အသင်းအတွက်ဆိုရင်တော့ကျွန်တော်တို့ရဲ့ ဒီမှန်ဘလူးလေးထရော့ဆက်ကတော့ခြေစစ်ပွဲဖြစ်ကာဇက်စတန်လက်ချစ်စတိန်တို့နဲ့15ရက်နေ့19ရက်နေ့ကြိုင်ကစားမယ်ဒီနေရာမှာအီကွေဒေါ်အသင်းတို့ရောအာဆင်နယ်တို့ရဲ့ဒီနွေရက်မှာရောက်လာခဲ့ပြီးလက်ရှိချိန်မှာပွဲကစားခွင့်လူသစ်တွေထဲမှာနည်းလို့ပြောလို့ရတယ်ပယ်ရိုဟင်ဂါဘီကတော့ခြေစမ်းပွဲအဖြစ်ကနေဒါနယူးဇီလန်အသင်းနဲ့ပွဲစဉ်တွေမှာဝင်ရောက်ကစားပေးသွားဖို့ရှိတယ်14ရက်နေ့19ရက်နေ့ပေါ့လေဒါကခြေစမ်းပွဲတစ်ခါကျရင်ကျွန်တော်နားမလည်တာ ဒီလိုမျိုးသူတို့နိုင်ငံအတွက်အရေးပါတဲ့ကစားသမားတွေကိုဘာကြောင့်မှခြေစမ်းပွဲတွေမှာခေါ်နေလဲအနာပေးလိုက်တော့ပေါ့တကယ်ကောင်းတဲ့ပွဲစဉ်ကြရင်သုံးပေါ့ကစားကွက်ပဲစမ်းညူလာမှုခြေစမ်းပွဲတော့မှဒီလိုကစားသမားတွေသူတို့စင့်ခေါ်တယ်ပေါ့လေအဲနောက်တစ်သင်းကျတော့ဘရာဇီးဘရာဇီးလည်းခြေစမ်းပွဲပဲစီနီဂေါတူနီရှားတို့နဲ့15ရက်နေ့16နေ့ကြရင်ကစားမယ် KBM မကကြီးပါဝါရပေါ့လေဒီနေရာမှာစီနီဂေါတိနဲ့ပွဲစဉ်တော့အမေရိကမှာကစားပါဖြစ်တဲ့အတွက်ဂီဘီယမကာကြီးကတော့လန်ဒန်မှာပဲဝင်ပြီးကစားဦးမယ်ပွဲမပန်ဘူးနောက်တစ်ပွဲတော့သူတို့ထွက်ခွာပြီးကစားပွဲတော့ရှိရပေါ့လေအဲ့တော့ အာဆင်နယ်အသင်းရဲ့တကယ်ကို first line နဲ့ကစားသမားတွေအရန်ကစားမိုက်တော်များ16ဦးထိနိုင်ငံလေးစဉ်တင်းကိုလွှတ်လိုက်ရတယ်။အဲ့ဒါဟာဘာလဲဆိုအသင်းတစ်သင်းအရန်ကောင်းနေပြီ။အသင်းတစ်သင်းရဲ့လုပ်ငန်းစဉ်တွေမှန်နေပြီ။အဲ့ဒီအသင်းတစ်သင်းကတော်တော်လေးကြိုက်နေကြပြီဆိုလို့ရှိရင်အဲ့ဒီအသင်းနဲ့ပတ်သက်ပြီးအဲ့ဒီအသင်းရဲ့ကစားသမားတွေကိုနိုင်ငံလေးစဉ်အဲ့လိုမျိုးစင့်ခေါ်တယ်။ဒါတော့မှမာတင်အိုရီဂက်စ်မန်ဒူဂီခိုင်ဟာဘက်ယော့ဂရက်မာတီနယ်လီအဲ့ဒီကစားသမားတွေထံရရတယ်လို့မဟုတ်ရင်အဲ့ဒီကစားသမားတွေကိုလည်းစင့်ခေါ်သွားပြီးပါပြီ။ အဲကြောင့်မို့အာဆင်နယ်အသင်းလက်ရှိအချိန်မှာကစားသမား16ဦးထိနိုင်ငံလေစင်းသင်းကိုလွှတ်ထားရတယ်။ဒီနိုဝေးမှာ international break မှာသူမှဒရာမရာပဲနဲ့ပြန်လာပါသည်လို့လည်းကျွန်တော်ကဆန္ဒပြုပါရတယ်။အဲတော့အာဆင်နယ်အသင်းနိုဝေးမှာ international break ပြီးသွားရင်ဒရာကနေပြန်လာမယ့်ကစားသမားအနည်းဆုံး3ဦးလောက်တော့ရှိမှာ။အဲ့ဒီမှာမှရှေ့လာမယ့်အနည်းဆုံး၄ပွဲကိုကျွန်တော်တစ်ချက်ကြည့်လိုက်ရအောင်။နိုဝေးမှာ23ညရင်ကျွန်တော်ကိုယ့်ငွေမှာစပါကိုလန်ဒန်ဒါဘီဖြစ်အခက်ခံကစားရမယ်။28နိုဝေးမှာကြာလို့ရှိရင်မနက်2နာရီခွဲကြီး ဘိုင်ယန်မြူနစ်ကိုကိုယ့်ရင်ကိုယ်မှာအခန့်ကစားရမယ်ပွဲတွေကကတ်နေရပြီးရင်နိုဝင်ဘာလ30ရက်ကျရင်ချယ်ဆီရဲ့ကိုယ်မှာလန်ဒန်ဒါရီဖြစ်အာဆင်နယ်ကတွားရောက်ကစားရမယ်ပြီးရင်ဒီဇင်ဘာ4ရက်နေ့ကျလို့ရှိရင်တော့ဘရန်ဖို့အသင်းကိုကိုယ့်ရင်ကိုယ်မှာအခန့်ကစားရမယ်အဲ့ဒါလည်းမနက်2နာရီတိုးကြီးအဲ့တော့ဒီလေးပွဲနဲ့ပတ်သက်ပြီးကြည့်မယ်ဆိုရင်အာဆင်နယ်ကလေးမှတ်အကွာနဲ့နောက်ကနေဖိအားပေးနေခဲ့တဲ့မန်ချက်စတာစီးတီးကိုအမှတ်ဖြတ်ပြီးဥဆောင်မှုဆိုရင်အရင်ဆုံးတွေ့မဲ့စပါးသင်းနဲ့ပွဲစဉ်နောက်တပွဲကျော်မှတွေ့မဲ့ချယ်ဆီအသင်းနဲ့ပွဲစဉ်တွေကအသက်အမြအရေးကြီးတယ် ဘစ်မက်ပွဲစဉ်တွေပဲအဲ့ဒီပွဲစဉ်တွေမှာအာဆင်နယ်ကျော်ဖြတ်နိုင်ပြီဆိုရင်တော့ဒီယာဒီမှာလုံးဝဖိအားကင်းကင်းနဲ့အမပီးစရာကိုဥဆောင်သွားပြီးပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုပွဲစဉ်ပွဲချက်ဒီမှာတော့ငါတို့လုံနိုင်သေးတယ်။နောက်ကဒုတိယနေရာအသင်းငါတို့ဘာကြောင့်ဒီထက်ပိုပြီးအမတ်မဖြတ်နိုင်ရမှာလဲဆိုတဲ့ခံစားချက်မျိုးနဲ့အာဆင်နယ်ကမန်တယ်ပိုင်းကထိုးတက်သွားမှာ။ဂျာတဲ့မှာရှိတဲ့ဘိုင်ယန်မြူးနစ်အသင်းပွဲစဉ်ကဘလို့ရလက်ထွက်ထွက်ကျွန်တော်စိတ်မဝင်စားဘူး။ဘာကြောင့်လဲဆိုတော့ချန်ပီယံလိမှာကျွန်တော်လေးပွဲမှာဆက်နက်မဲ့ရပြီးသွားပြီ။နောက်ထပ်တပွဲနှစ်ပွဲလောက်နိုင်တာနဲ့ကျွန်တော်တို့ကဘူယန်ပြည်အဆင့်နဲ့ရှုံးထွက်စင်ကိုတက်ပြီ။ ပလေးော့ကန်ကြမလို့တော့ဘူးအဲ့အတွက်လက်ရှိအချိန်မှာချန်ပီယံလီးဂတပွဲလောက်မှားလို့ရတယ်ပြင်ဆင်လို့ရတယ်ဖြစ်တဲ့ဘိုင်မြူးနစ်အသင်းနဲ့ပုံစံကျွန်တော်လုံးဝစိတ်မဝင်စားဘူးအဓိကကစပါးကိုနိုင်ရမယ်ချယ်ဆီကိုနိုင်ရမယ်ဘရန်ဖို့ကိုနိုင်ရမယ်အဲ့ဒီသုံးပွဲကဒါနိုင်လိုက်မယ်ဆိုရင်အနောက်ကထက်ချက်မကွာလိုက်လာပဲမန်ချက်စတာစီးတီးရောအဲ့ဒီကြံတဲ့သူတို့ပြိုင်ပြီးကန်ရမယ်သုံးပွဲအပြည့်နိုင်ပါမလားအဲ့ချက်ပဲအဲ့တော့ CD ဘလို့ရလက်ပဲထွက်ထွက်ကျွန်တော်တို့ခုလောက်မှာကျွန်တော်ကံကြရှိတဲ့သုံးပွဲနိုင်ကံမှုလိုအပ်တယ်အဲ့တော့ဆန်နာလန်တင်းတဲ့ပွဲစဉ်မှာ အာဆင်နယ်ပလေးယားကြီးကိုလည်းအဲ့ပွဲကိုတကယ်နိုင်ခင်ခဲ့တာ68မိနစ်မှာကာလာဖီယိုရီရဲ့ခေါင်းတိုက်ချက်ကိုသမားထိပ်ပြီးပြန်ထွက်လာအောင်မင်းတို့အပြေးပိတ်တာအဲ့လုံလိတာဂိုးလိုက်မယ်ဆိုရင်အာဆင်နယ်ရဲ့မန်တယ်ကဘလို့အသေးဦးမှတားဆီးဖို့တကယ်မလွယ်တော့ဘူးတကယ်ကျွန်တော်တို့ကလည်းအဲ့လုံဂိုးပြီလို့ထင်တာဒါပေမဲ့အာဆင်နယ်အကယ်ဒမီကစားသမားဟောင်းရဲ့ဒုက္ခပေးမှုကိုအဲ့မိနစ်တည်းမှာအချင်းချင်းခံခဲ့ရတယ်ပထမတကူမှလည်းသူသွင်းတယ်ဒုတိယကူမှလည်းသူဖန်တီးပြီးသွားဖြစ်ပြီးတော့အာဆင်နယ်သွင်းမဲ့အနိုင်ကိုဖြစ်မဲ့ နောက်ဆုံးမိနစ်ကိုလည်းသူကတားဆီးသွားခဲ့ဗောလေအဲကြောင့်အဲ့ဒီပွဲစဉ်မှာအာဆင်နယ်ပလေယာကြီးရေကုန်ရေခဲနဲ့ပေးဆက်မှုအပြည့်ကစားသွားခဲ့ဒါကဘာလို့ဆိုချင်လဲဆိုတော့အာဆင်နယ်ဒီအမှတ်တီကြားဖြောက်ပြီးရလတ်မကောင်းရင်မကောင်းလိမ့်မယ်ဒါပေမဲ့ပွဲချိန်တွင်ပြန်ကြည့်ရင်တော့အဲ့ဒီပွဲနဲ့ပတ်သက်ပြီးနိုင်ဖို့အတွက်လုံနိုင်တဲ့များအားလုံးလှုပ်ခဲ့တယ်ပြောလို့ရတယ်အဲ့တော့လာမယ့်ချက်စီးနဲ့အသင်းနဲ့ပွဲစဉ်ကိုအာဆင်နယ်အဝေးကမှသွားပြီးကစားမှမှတ်ရင်မယ်အနည်းဆုံးပွဲစဉ်ဖြစ်တဲ့စပါးသင်းနဲ့ပွဲစဉ်တော့အိမ်ကွင်းမှာအခန့်စားရမယ်အာဆင်နယ်တို့ရှေ့လာမယ့်အနည်းဆုံး၄ပွဲမှာအဲ့ဒီ၄ပွဲမှာဘယ်နှပွဲထိအနိုင်ယူနိုင်မယ်ထင်လဲ ခွန်မဝင်ရောက်ရေးသားပြီးတော့ပါအောင်အဆုံးထိကြည့်တယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောနေဖြစ်ကစားခြင်းနဲ့ဆိုတော့ဘာပြဖုန်းတော့ကြောင့်ကို646လုံး33တိုင်နေမဲ့39ကို9963ခွန်ရောင်းနေရတော့မှဆက်သွေးချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲစောစောပါကိုထုတ်စီမှာစောခြင်းနဲ့အကောင့်ဖွင့်နေဆိုတော့အားလုံးကိုနွေထူထူကျေးဇူးပါတယ်ခင်ဗျာ